ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်မြောက်ဝတီမြို့မှာရှိတဲ့ KK ပတ်ကထိုင်းနိုင်ငံမဲဆောက်မြို့ရဲကိုထွက်ပြေးလာတဲ့နိုင်ငံသားအရေးအတွက်ဟာ1933ခုအထိရှိလာပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အော်တိုဝါလာ22ရက်နေ့ကစတင်ပြီးတော့ BGF က KK ဘက်ကကြားဖြန့်လုံခြုံသူများကိုစတင်နှဲလို့ချင်း ခေါ်ထုတ်ခြင်းများကိုလုံဆောင်ခဲ့ပြီးတဲ့နောက်ထိုင်းနိုင်ငံမဲဆောက်ဘက်အချမ်းကိုယာနဲ့ချိတဲ့နိုင်ငံသားများထွက်ပြေးလာကြတယ်လို့သိရပါတယ်။ယခုကမဲဆောက်မြို့မှာ KK ဘက်ကနေပြီးတော့ထွက်ပြေးလာတဲ့နိုင်ငံသားအရေအတွက်စုစုပေါင်း1233ဦးအထိရှိလာပြီလို့သိရပါတယ်။လက်ရှိအချိန်မှာကြားဖြန့်လုတ်ကန်သူများဟာမြန်မာနိုင်ငံအတွင်းကနေထိုင်းနိုင်ငံဘက်ကိုဆက်လက်ပြီးတော့ထွက်ပြေးမှုများရှိနေဆဲဖြစ်ပြီးတော့ KK ဘက်အတွင်းမှာလည်းပောက်ကွဲမှုများဖြစ်ပေါ်နေတယ်လို့သိရပါတယ်။မြရီမြို့ရဲ့မြောက်ဘက်မှာရှိတဲ့ KK ဘက်ကိုအချမ်းမဆက်တဲ့ကဝင်းအောင်စီးနေရန်ရှိနေတယ်ဆိုတဲ့ ဲ့သတင်းများကြောင့်ကြားဖြတ်လုပ်ငန်းတွေလုတ်ကိုင်းနေသူများဟာမြရီမျိုးတွင်းနဲ့ထိုင်းနိုင်ငံမဲဆောက်မြို့ဘက်ကိုထွက်ပြေးနေကြခြင်းဖြစ်တယ်လို့မြရီမျိုးကံများကအတည်ပြုပြောကြားထားပါတယ်။ KK ဘတ်ဝင်းထဲမှာအော်တိုဘာလ23ရက်နေ့ညနေပိုင်းကစပြီးတော့ပောက်ကွဲမှုများဖြစ်ပေါ်ခဲ့ပြီးအဲ့ဒီပောက်ကွဲမှုများနဲ့ပတ်သက်ပြီးတော့ BGF အဖွဲ့ကဖောက်ခွဲနေခြင်းဖြစ်တယ်လို့ထိုင်းသတင်းဌာနများမှဖော်ပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။